ပီကာဆိုနဲ့တခုတခါတုန်းကအညာတရပကြီးစရာလူငယ်လေးတူဟာအင်ငယ်လေးတဲ့အင်တွင်းမှနေပြီးတော့မှပုံတူပကြီးကားတွေကိုရေးဆွဲခြင်းနဲ့အတံမွေးရန်ကြောက်ခဲ့တယ်။တနေ့မှာတော့အထက်တန်းလောက်တထေးကတော်တူဟာအဲ့ဒီအင်ရှိကနေဖြက်ပကြီးစရာရဲ့တက်ရက်လှပတဲ့လက်ရာတွေကိုတွေ့မိပြီးသဘောကျတဲ့ကြောင့်မိမိပုံတူကိုပကြီးဆွဲခိုင်းစီခဲ့တယ်။ဆွဲကမတတောင်းဖြစ်တယ် တပတ်ကြာတော့တတိကတော်မှာချိန်ထားတဲ့အတိုင်းပကြီးရွေးရွရန်လာရောက်ခဲ့တယ်။ပကြီးမရွေးခင် စိတ်ထဲမှာတော့ဤသို့စဉ်းစားမိတယ်။ပကြီးကားချက်ထဲကသူကငါပဲ။တကယ်လို့ဒီပုံသူကငါမဝယ်ပဲနေရင်နောင်နဲ့ဝယ်မဲ့သူရှိမှာမဟုတ်ဘူး။ထို့သို့စဉ်းစားမိပြီးအမဲကြီးတဲ့ပကြီးစရာတယောက်လည်းမဟုတ်တဲ့အတွက်ငကိုတတ်မှတ်ထားတဲ့စွဲကားတဲ့ရှော့ပြီးရင်ဆုံးဖြတ်လိုက်တယ်။ငွေတထောင်းကိုခံပြီးပကြီးကိုမရွေးနိုင် ထဝက်ဈေးသာပေးမယ်ဆိုပြီးလူရဲလေးရာဈေးစီတယ်။ထိုကဲ့သို့တကားမှမကြုံဘူးသောပတိဆရာမထိုစကားကို ကြားတဲ့အခါမှာအံ့ဩသွားမိတယ်။တတ်မှတ်ထားတဲ့ဈေးတိုင်းပေးတဲ့ကြောင်းဂရိတီတော်သူ ဖြစ်တဲ့ကြောင်းတတိကတော်အားရှင်းပြခဲ့တယ်။တဝက်ဈေးသာပေးနိုင်တယ်။သဘောမတူရင်လည်းပတိကားကိုမဝယ်ဘူး။ရောင်းမလားမရောင်းဘူးလားဒါပဲပြော။မရောင်းနိုင်ဘူး။ဒီပတိကားကိုကျွန်တော်မရောင်းနိုင်တော့ဘူး။ ခမရဲ့အထင်မြင်သိမှုကိုလည်းမခံဘူးဒီနေ့မှခမရဟာကလေးမတီတော်သူဖြစ်တယ်နောက်တစ်ချိန်မှာဒီပကြီးကားကိုခမရအစ20ပေးပြီးပြန်ဝယ်ရတယ်ပဲတတိကတော်ကအရှုံးပေးမိမုံမန်တည့်ရတကမှာပကြီးဆရာကခက်ပြက်ပြက်ပြန်ပြောလိုက်တယ်ဟာရရတယ်အစ20တဲ့ဒီပကြီးကားကိုအစ20ပေးပြီးဝယ်ရလောက်ငါမတုံးအားသေးဘူးကောင်းပြီနေကြည့်ကြသေးတာပေါ့ ဒီလိုနဲ့အချိန်တွေဖြည်းဖြည်းနဲ့ကုန်ဆုံးလာခဲ့တယ်။ပကြီးဆရာကလည်းထိုနေရာကနေထွက်ခွာပြီးတော့မှဆရာသမားကောင်းနေနဲ့ပကြီးပညာကိုအပတ်တကိုဆက်လက်သင်ယူခဲ့တယ်။ဆယ်နှစ်အတွင်းမှာပကြီးလောကမှာထိုးပေါက်ထူးခြင်းနဲ့ကဘာကျော်ပကြီးဆရာတဦးဖြစ်လာခဲ့တယ်။တတိယကတော့မှာတော့ရခင်ကဖြစ်ပျက်ခဲ့မှုတဲ့ကိစ္စတွေကိုမေ့ပင်မေးလျော့နေတော့ပြီ။ဒီလိုနဲ့တတိယမှာတော့တတိယကတော့ရဲ့မိတ်ဆွေတွေဟာသူ့ကိုတတိယတစ်ခုပြောပြခဲ့တယ်။အေးအောင်စားတစ်ခုပြောအောင်မေး တဏီတုံးကငါတို့နယ်မကျော်ပရိစီယာတူရဲ့ပကြေးပြပွဲကိုတွားခဲ့တယ်။အေးအဲ့ဒီပကြေးပြပွဲမှာဈေးကြီးတဲ့ပကြေးကားတစ်ချက်ကို တွေ့ခဲ့တယ်။ဟိုပုံထဲကရုပ်ပေါ်ကခမည်းနဲ့တပုံစံနေပင်ဟိုဈေးကနှစ်သိန်းနဲ့ပိုထူးဆန်းပြီးရေစရာကောင်းတာကဟိုပကြေးကားရဲ့နာမည်ကတခိုးတဲ့။တတိယကတော့မှမူးမိမတက်ခံစားမိတယ်။လွန်ခဲ့သောစင်နစ်ကဖြစ်ပျက်ကိုသူမြင်ရောက်လာမိတယ်။ သူ၏အကျင့်သိက္ခာတွေကိုဆုံးဖြတ်ပေးတဲ့ပကြီကားဖြစ်ခဲ့တယ်။သူဟာထိုပကြီကွဲကို ထချင်းမဲ့သွားပြီးတော့မှပကြီဆရာတောင်းမှန်က ပကြီကားကိုနှစ်သိန်းကုန်ခံပြီးဝယ်ယူခဲ့တယ်။ပကြီဆရာရဲ့အရှုံးမပေးလိုတဲ့စိတ်မစုံမနစ်ကြိုးစားသောဇွဲနဲ့တတိကတော်အားကောင်းညိတ်အောင်ကြိုးစားနိုင်ခဲ့တယ်။ထိုလူငယ်ပကြီဆရာမှာနောက်ခါနဲ့ကဘာကျော်ထင်ရှားကြော်ကြားခဲ့သောပကြီဆရာပီကာဆိုပင်ဖြစ်တယ်။ လောကမှာကိုအားအထင်မြင်သေးသူအလဲထုံးနိုင်သူမရှိ ကိုအားအထင်မြင်သေးအောင်အလဲထုံးနိုင်အောင် လုပ်နိုင်တော်သူမှာကိုသာဖြစ်တယ်။ဝိရသားသူဟာ credit ဖြစ်ပါတယ်ဗျာ။